်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်သခင်ရဲ့ကြည်ရတော်ကိုချီးမွမ်းပါတယ်လက်တော်၌စကွန်ဆိုတဲ့ကောင်းခြင်းနဲ့ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး30နဲ့အငယ်တက်ကန်နေ37ကို ဆင်ခြင်သွားခြင်းလေပထမဦးဆုံးကြားနာဆင်ခြင်နေတဲ့မိတ်ဆွေအနေနဲ့အဒီအခန်းကြီးကိုအရင်ဆုံးဖတ်ကြည့်ဖို့ပဲဖြစ်တယ်။ဘုရားသခင်ကကျွန်တော်တို့စိတ်နှလုံးကိုစစ်ထုတ်ဖို့အတွက်စိန်ခေါ်မှုရှိတဲ့အခြေအနေတွေကိုအသုံးပြုခြင်းကကျွန်တော်ရဲ့အပြစ်ကိုဖော်ထုတ်ပြီးတော့တန်ရှင်းခြင်းမှာကြီးထွားလာစေဖို့ဖြစ်တယ်။ တနည်းအားဖြင့်ကျွန်တော်တို့မကြုံကျင်တဲ့အရာတွေကိုဘုရားသခင်က ခွင့်ပြုပေးထားပြီးတော့ဘုရားသခင်ခွင့်ပြုတဲ့အခြေအနေတွေအားဖြင့်ကျွန်တော်တို့ယုံကြည်သူတွေစစ်ထုတ်ခံရပါတယ်စစ်ထုတ်ခံရခြင်းကဘယ်သောအခါမှတက်တောင့်တက်တာမရှိပေမဲ့လည်းကျွန်တော်တို့ဘဝမှာရှိတဲ့စိတ်ဝိညာဉ်အညစ်အကြေးအမိုက်တွေတနည်းအားဖြင့်အတုံးမဝင်တဲ့အရာမှန်သမျှကို ဖော်ထုတ်ပြီးတော့အဲ့ဓာတွေကိုကင်တွယ်ဖြည့်ရှင်းဖို့အတွက်အခွင့်အရေးပေးပါတယ် ဒါနဲ့ပတ်သက်ပြီးတော့မှဘယင်ဟစ်ကီဟာသူ့ရဲ့အံ့ဩဖွယ်ရာအုပ်ဆိုးမှုရဲ့အထွတ်အထိပ်ရောက်ချိန်မှာအောင်မြင်တဲ့အခွင့်အရေးရရှိခဲ့တယ်။သူဟာတနာခရိတ်နဲ့အာစူရီတပ်တွေအပေါ်မှာဘုရားသခင်ရဲ့အံ့ဩဖွယ်ရာ အောင်ပွဲကိုရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်။အဲ့ဒီနောက်ဘုရားသခင်ကသူ့ကိုတည်စီနိုင်တဲ့ယောဂါကနေကုသပေးခဲ့ပြီးတော့နေအရင်နောက်ကိုဆယ်ချက်ဆုပ်စီခြင်းအားဖြင့် တဘာဝလွန်နမိတ်လက္ခဏာတွေနဲ့ယောဂပျောက်စေခဲ့တယ်။ဟိရှာယအခန်းကြီး38အငယ်9နဲ့10ကိုကြည့်ရင်ဟိစကိကဘုရားခင်ကိုမျက်ရည်နဲ့ဆုတောင်းတဲ့အတွက်ဘုရားခင်ကသူ့ကိုတေနာကနေပျောက်ကင်းစေခဲ့ပြီးတော့နောက်ထပ်15နှစ်ဆက်လက်အသက်ရှင်ခွင့်ပေးခဲ့တယ်။အဲ့ဒါအတွင်းနမိတ်သက်တည်အနေနဲ့အာခတ်ရဲ့နေတိုင်းနာရီမှာ ရွှေ့သွားပြီးသားအရေးဆဲချက်ကို နောက်ပြန်ပြီးတော့ဆဲချက်ဆုပ်စီခဲ့တယ်။ဒီအန်အောဘရအမှုတွေအပြီးမှာဘာဘလုန်ကတန်တမန်တွေကဟေစကိစီကိုရောက်လာပြီးတော့မြောက်ပြင်ပြောဆိုခဲ့ကြတယ်။ဟေစကိဟာမာနထောင်လွားပြီးတော့မိမိကိုယ်ကို အထင်ကြီးစွာ နေမလား။ကျမ်းစာထဲမှာတော့ဘုရားကငါသူ့ရဲ့စိတ်လုံးရှိသမျှကိုသိစေဖို့အတွက်သူ့ကိုစံသက်ဖို့ သူ့ကိုအလွတ်ထားတော်မူတယ်လို့ရာဇဝင်ကျောက်ဒုတိယဆောင်အခန်းကြီး30နဲ့အငယ်31မှာကျွန်တော်တို့ကိုဖော်ပြထားပေးပါတယ်။ဒီစံတတ်မှုရလတ်အနေနဲ့ဟိဇကိဟာမိမိကိုယ်ကိုအရေးပါတယ်ဆိုတဲ့ယူဆတဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့အမုံအမွားတွေပေါ်လာခဲ့တယ်။အဲ့ဒီကိုယ့်ကိုယ်ကိုအထင်ကြီးမိခဲ့တဲ့အမုံအမွားက ဟိရှာယအခန်းကြီး39အငယ်1မှာဖော်ပြထားတဲ့အတိုင်းသူ့ရဲ့နန်းတော်ကစပြီးတော့ရွှေတိုက်တနက်တိုက်ဗန္နာတော်တိုက်အားလုံးကိုဗဗလုန်ကလူတွေကိုမပြတင်မဲနဲ့ပြခဲ့တယ်။ဒါကြောင့်ဟေစကိရဲ့အနာဂတ်မျိုးဆက်ကဘုရားသခင်စီရင်တဲ့အတိုင်းဗဗလုန်နိုင်ငံကိုအားလုံးဖမ်းဆီးသိမ်းသွင်းခြင်းရလက်ကိုခံစားခဲ့ရတယ် ျွန်တော်လည်းကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအကြောင်းစဉ်းစားပြီးတော့ဘလို့အမုံအမွားကိုမဆိုးဘုရားသခင်ကပေါ်ပြပေးဖို့တောင်းဆိုပါဒီလုပ်ငန်းစဉ်က မတက်မတာဖြစ်နိုင်ပေမဲ့လည်းဘုရားသခင်က ကျွန်တော်တို့အတွက်လမ်းညွန်ပြီးတော့ကြားဝင်ဆောင်ရွက်ပေးနေကြောင်းတတိယပါအဲ့ဒါအပြင်လူကအခန်းကြီး၃အငယ်၁၇မှာပေါ်ပြထားတဲ့အတိုင်းသူ့ရဲ့လက်တော်ထဲမှာရှိတဲ့သကောအားဖြင့် အမုံအမွားတွေကိုဖယ်ရှားပြီးပြတော့ကျွန်တော်တို့ရဲ့အဆုံးစွန်သောကောင်းကျိုးအတွက်အသုံးပြုမှဖြစ်ကြောင်းစိတ်ချဖို့ဖြစ်တယ်။ကိုရော်ရဲ့လက်တော်ထဲမှာရှိတဲ့ဇကောစုကကရှေးခေတ်လယ်သမားတွေဟာကောင်းနံတွေကိုစပားလေးတဲ့ကရိယာနဲ့ဂျုံစပားနင်းနဲ့ထားတဲ့အသီးအနှံတွေကိုလေတိုက်တဲ့နေရာမှာစပားကိုလေ့ကျင့်မဲ့ဖြစ်တယ်။ ဂျုံစပားတွေမြေကြီးပေါ်ကျလာတဲ့အခါမှာဂျုံစပားတွေကိုစုသိမ့်ပြီးတော့အဖျင်းတွေကိုတော့လေတိုက်တဲ့အထဲလွင့်ပါသွားစေတာဖြစ်တယ်။ဂျုံစပားနဲ့အဖျင်းတွေကိုခွဲခြားလိုက်ခြင်းပဲဖြစ်တယ်။မတရားခန်းကြီး၃အငယ်၁၁ကနေ၁၂မှာဗတ္တိဇံဆရာယောဟန်ကသခင်ယေရှုခရစ်တော်ဟာတန်ရှင်သောဝိညာဉ်တော်နဲ့မိနဲ့ဗတ္တိဇံပြီးမယ်။လက်တော်ကသကောနဲ့ကောက်တဲ့တလင်းကို ရှင်းလင်းမယ်။ ဂျုံစပားကိုစုသိမ့်ပြီးတော့အဖင်းကိုတော့မငိမ့်နိုင်တဲ့မီးနဲ့ရှို့တော်မူမဲ့အကြောင်းဟောပြောခဲ့ပါတယ်။လူသားအားလုံးအနေနဲ့ဘုရားသခင်ရဲ့လက်တော်ထဲမှာပါတဲ့စကားအားဖြင့်နှလုံးသားအားလုံးကို စစ်ဆေးခြင်းခံရမှာဖြစ်တယ်။ဘုရားသခင်ပြင်ဆင်ပေးတဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းအသီးအနှံကိုရထားတဲ့သူလား။သခင်ယေရှုခရစ်တော်ကိုညှင်းပယ်တဲ့အတွက်အဖင်းဖြစ်နေတဲ့သူတွေလားဆိုတာ။ နှလုံးသားတွေကို စစ်ဆေးခြင်းခံရပါလိမ့်မယ်။ယောမအခန်းကြီး၈အငယ်၉မှာပြောထားတဲ့အတိုင်းခရစ်တော်ရဲ့ဝိညာဉ်ကိုမရတဲ့သူဟာခရစ်တော်နဲ့မဆိုင်လို့ဆိုထားတဲ့အတိုင်းပဲခွဲခြားမှာဖြစ်တယ်။ဒါကသခင်ယေရှုခရစ်တော်ရဲ့ဓမ္မအမှုတော်ရဲ့နှစ်ထပ်သဘောတဘာဝအရာ လူသားတွေကိုခွဲခြားပြီးတော့တချို့ကတရားစီရင်ခြင်းနဲ့တချို့ကစုချင်းမြင့်ခြင်းအတွေ့ခွဲခြားသွားနေမှာဖြစ်တယ်။ ဂျာနာရှင်ချင်ခဲ့တဲ့သူတွေအနေနဲ့ဘုရားသခင်အတွက်အပြင်းမဖြစ်စေပဲနဲ့စစ်မှန်တဲ့ဂျုံစပါးတွေအဖြစ်ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့မင်္ဂလာအသီးသီးနဲ့ပြည့်စုံနေတဲ့သူတွေဖြစ်နိုင်ကြပါစေ။လောကမှာယုံကြည်သူဘုရားသခင်အဖြစ်အသက်ရှင်နေစဉ်အတွင်းမှာလည်းပဲကိုကိုကိုအထင်ကြီးနေတတ်တဲ့အမုံအမွားတွေနဲ့လည်းကင်းဝေးနိုင်ပါစေ။ဘုရားသခင်ကနှလုံးသားတွေကိုစစ်ဆေးနေတဲ့အခါမှာလည်းပဲအပြစ်အမုံအမွားတွေကင်းပြီးတော့ တန့်ရှင်းခြင်းမှလည်းပဲကြီးထွားနေပါစေအားလုံးအပေါ်မှာဘုရားခင်ကအတိတ်တဖန်ကောင်းချီးပေးပါစေအာမင်ဤကွာတဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အာရုံပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်